ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့လဲကျွန်တော်ဒီအမေပွဲယူတဲ့ချိန်မှာပါရင်နဲ့တို့ရဲ့ honorary နဲ့ honor မဟုတ်တယ်ဘယ်လိုတိုင်းတာတလဲဆိုတာကျွန်တော်အငင်းငယ်ပြောချင်ပါတယ်အမေရိကမှာအာ high school မှာဖြစ်ဖြစ်ပွဲ college university မှာဖြစ်ဖြစ်တို့ကတတ်မှတ်တာရှိပါတယ်အဲ့ဒါကတို့ scale လို့လည်းခေါ်တယ် score လို့လည်းခေါ်တယ်ပွဲလို့လည်းခေါ်တယ်เนาะအဲ့ဒီမှာ4 point ရဲ့3 point 2.1.0ဆိုတာရှိတယ်ခမားက4.4 over 4.0 or 4 score 4 scale ရလို့ရှိရင်ခမားကဒီ A A grade မှာရှိတယ်ဆိုတာခမားတည်ဖို့လိုတယ်အာ3ဆိုရင်တော့ B grade လို့တတ်မှတ်ပါတယ်2ဆိုရင်တော့ C လို့တတ်မှတ်ပါတယ်1ဆိုရင်တော့ D လို့တတ်မှတ်ပါတယ် ။ဟိုမှာ A B C D အထိက အောင်မတ်တမတ်မှာ D အထိမရရင်ခင်ဗျားက University College ဆက်ခွင့်မရှိပါဘူး။နော်အဲ့ဒါကြောင့် A B C D တော့ E တို့ကတော့အောင်လက်မှာတော့တတ်မှတ်ပြင်မယ်။အာ university တို့ college တို့ဆက်ခွင့်မရှိတဲ့အမှတ်ဖြစ်ပါတယ်။ဥပမာ A A minor A+ B B minor B+ C C minor C C+ စသဖြင့်ပေါ့နော်။ တို့ကတမချက်တည်ရှိပါတယ်ဆိုတော့ A ဆိုတာကအာကုံထူးအထက်နော်ဒုတိယကလည်းကုံထူးဆိုမဲ့ B ကုံထူးဖြစ်ပါတယ် B C ကရိုးရိုးအောင်နေ D ကလည်းအောင်မလေးနဲ့အောင်နေဆိုတာပြတာဖြစ်ပါတယ်ဆိုတော့ခမရဒီကောလိပဲတက်တက် University ပဲတက်တက် High School မှာပဲတက်တက်ခမရရဲ့ point ကိုခမရချိန်လိုက် scale score ကိုသူတို့ပြီးတဲ့အချိန်မှာ4လား3လား3.5လား Uh, 3.8 la 3.2 la 3 la 2.1 la 2.6 la ဥမှာအဲ့ဒါချစ်ချင်းအဖြစ်ခမားရဲ့ level ကဘယ်လောက်ရှိတယ်လဲခမား A la B la C la A la A+ A A- လား B, B+ B B- လား C, C+ C C- လားအဲ့လိုစနစ်နဲ့အမေရိကမှာအာအောင်လက်မှတ်ကိုတတ်မှတ်တယ်ဆိုတာကျွန်တော်လာပြောတာဖြစ်ပါတယ်တချို့ကကိုယ့်ရဲ့ကလေးကကောလိပ်ကျောင်းမှာကျောင်းတက်တဲ့အထက်တန်းမှာကျောင်းတက်တဲ့ဆိုရင်တော့သူကဘယ်အဆင့်မှာ ရှိတယ်လေဆိုရင်အဲ့ဒီအစ်စ်မှာနော်အဲ့ဒီ scale scope point တွေကို over point တွေကိုကြည့်ပြီးမှခမရဲ့ကလေးကဘယ်အစ်စ်ပဲလဲပဲသူအစ်စ်ဘယ်လောက်ရှိတယ်ဆိုတာခမရသိနိုင်မှာဖြစ်ပါတယ်အားလုံးကြမှာချမ်းသာကြပါစေနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးဘိုင်ဘိုင်